တတော်အသင်းကိုရိမ့်နေပြီးနောက်ဒံမလာဝင်ဝင်ရရင်မတိမချာဖြစ်လာတဲ့မန်ချက်စတာနိုဘူးအသင်းပြည်သူများအားလုံးပဲမိန်လာမြောင်းဖိုးယူမီဒီယာကနေပြန်လည်ကြိုလိုက်ပါရင် နဘူရကတော့တင်တော်အသင်းကိုဝဲကွမရေးနှိပ်ပြီးငချောင်းတန်းကိုပြန်ဆင်းပေးရတော့မှာပါလက်ရှိမှာအစင်လေးနေရာမှာယက်တီထားစေဆိုပေမဲ့ဒီညမှာညီမလေးအသင်းသားလက်စတာစီးတီးအသင်းကိုနိုင်ရခဲ့ရင်ညီမလေးတို့ကိုနေရာဖယ်ပေးသွားတော့မှာလည်းဖြစ်ပါရင်အစင်တော်ကတင်တော်အသင်းကတော့ဒီအားဒီဒဗလာဝင်ခွင့်အတွက်အချိန်နေကောင်းနေပြီးအစင်လေးနေရာကိုတော့နဘူအသင်းနဲ့ညီမလေးတို့အသင်းအပါဝင်အသင်း6သင်းလောက်ကအပြိုင်လုနေကြတာဖြစ်ပါရင်အမတ်ကွာဟမှုကလည်းအဆိုပါ6သင်းစလုံးချမှာ3မှတ်လောက်သာကွာဟနေကြပြီးခြေချော်တဲ့အသင်းနေနဲ့ဆယ်ပိုင်ကောင်းနည်းနည်းကိုပြန်ဆင်းပေးရမှာဖြစ်ပါရင်ပထမရာသီဘက်မှာငချောင်းတန်းအသွင်းမှာယက်တီခဲ့တဲ့နဘူတို့စားရတဲ့အပြောင်း ှိကိုရေနံလောင်းပြီးမဆိုးသလောက်နဲ့အချိန်လေးပြန်ကောင်းလာခဲ့ပါရင်နှုတ်ဘူးတို့ရေနံတကုန်းနဲ့အမှန်ကန်ဆိုးဖို့ပြင်ထားခဲ့ကြပါမယ်။မှန်းချက်နဲ့နန်းချက်မကိုက်ပဲနေရာဟောင်းဖြစ်တဲ့ငချောက်တန်းကိုပြင်ဆင်သွားရတော့မှာပါ။လက်ချံပွဲတွေမှာနိုဘူးတို့အစင်လေးလူပန်း၅တင်းနဲ့က၄တင်းလောက်နဲ့ကန်သွားရအောင်မှာဖြစ်တာကြောင့်ဆိုပါပွဲစဉ်တွေမှာမဖြစ်မနေရလန်ကောင်းနေရယူသွားရတော့မှာဖြစ်ပါရင်နိုဘူးတို့ဒီပွဲစဉ်မှာဟာလန်ဖိုဒန်ဒိုဂိုဆာဗီညိုဖိုင်နယ်လို့ဆေးပါ ကွန်ဆာလက်ကဘာဒီယောရူဝင်ဒီယက်ခူဆာနောမက်တီးယက်နူးနဲနဲ့အီတာဆန်တို့ကိုပွဲထုတ်ကတတော်အသင်းကိုရှင်းလင်းမှုပြင်ဆင်လာခဲ့ပါတယ်။နှုတ်ဘူတော့ပွဲစားကလေးကဘောလုံးပိုင်ဆိုင်မှုတာကြီးယူကတတော်ဘက်ကိုတိုင်းစစ်စင်မှုဂျိုးစားခဲ့ကြပြီးတတော်တို့ဘက်ကတော့ဂိုမေးမေးရီကိုသာ UTV ပိတ်ဆို့ကစားသွားခဲ့ကြပါတယ်။ပွဲစား၁၄မိနစ်မှာနှုတ်ဘူတော့ဥဆောင်ရောက်ဝင်နေနေတဲ့ဆက်ရှိခဲ့ပြီးကွန်ဆာလက်ကအေရီယာပြင်ဘက်ကနေအပြင်ကန်ချက်က ကိုတိုင်ထိမှန်ထွက်သွားခဲ့ရတာဖြစ်ပါရင်လက်ချံပွဲစားခြင်းတွေမှာတေတော်အသေးဘက်ကတသိန်းလုံးနီးပါးအေရီယာအတွင်းမှာပိတ်ဆို့ကစားနေခဲ့တာကြောင့်နိုဘူရောအေရီယာပြင်ကနေတာအဝေးကန်ချက်တွေနဲ့ကိုရဖို့စ조사ခဲ့ကြပါရင်ဒါပေမဲ့ထိရောက်မှုကလုံးဝမရှိခဲ့ပဲပထမပိုင်းအပြီးမှာဂိုးမရှိသေးတာဖြစ်ပနေခဲ့ရပါရင်ဒရိုင်းပြန်စားတာနဲ့တေတော်အသေးဘက်ကဂိုးပေါက်ချင်းချမှုတစ်ချိန်ပြုတ်လုံနိုင်ခဲ့ပေမဲ့အေဒါဆန်ကပဲလန်ဆွမ်းပြကာကွယ်သွားခဲ့ပါရင်64မိနစ်မှာရူဝင်ဒီအက်စ်ရဲ့အဝေးကန်ချက်ကနိုဘူရောအတွက်ဥဆောင်ကိုရဖို့နေဆက်ခဲ့ပေမဲ့တေတော်ကိုသမားကာကွယ်နိုင်ခဲ့ပါရင်68မိနစ်မှာတော့ဟန်ဆန်အိုဒွိုင်းရဲ့ကန်ချက်တော်လေးကောင်းခဲ့ပေမဲ့နိုဘူကိုသမားအေဒါဆန်ပဲထပ်ပြီး ာကွယ်သွားနိုင်ခဲ့တာကြောင့်တက်တော်တို့ဥဆောင်ကုန်နဲ့ဝေခဲ့ရပြန်ပါတယ်တက်တော်အသင်းတို့ဘောလုံးပိုင်ဆိုင်မှုအနေငယ်တာယာထားပေမဲ့ကိုပေါ့ချင်းချောင်းမှုတွေကတစ်ချိန်ဆိုတစ်ချိန်တိတိတလာကောင်းမွန်နေခဲ့တာပါနိုဘူးကိုသဘာအီဒါဆန်လက်စွမ်းပြကာကွယ်နေခဲ့လို့သာနိုဘူးတို့တက်တာရနိုင်ခဲ့တာဖြစ်ပါတယ် ထန်းလုံးခံတယ်လားအောင်းမိနေရတဲ့တတော်လူရဲ့ခံစစ်ကိုမကျော်နိုင်ဖြစ်နေကြရတာမို့နိုဘူးနီးပြကွာလာတောက်ဒီဘရိုင်းအိုမာမာမော့ရှ်ကိုပါစစ်ရီကော်လဝစ်တို့ကိုထည့်သွင်းကဥဆောင်ကိုရောက်ကိုစ조사လာခဲ့ပါရင်ဒါပေမဲ့ထုံးစံတိုင်းအေရီယာရဲ၈၀၀လောက်ထိပိတ်ဆို့ထားတဲ့တတော်လူရဲ့ခံစစ်ကိုမကျော်ဖြတ်နိုင်ဖြစ်နေခဲ့ပြီးထိရောက်မှုမရှိတဲ့ဝေးကန်ချက်တွေနဲ့သာကိုရောက်ကို조사ခဲ့ရပါရင်ပွဲပြီးကနေ၈၃မိနစ်မှာတော့မထင်မှန်ထားပဲတတော်လူကဥဆောင်ကိုရောက်သွားခဲ့ပါရင်ကိုဝင်နိုင်ချေတိရခိုင်နှုန်းအောက်သာရှိတဲ့အနေထားမျိုးကနေနိုဘူးတို့ဥဆောင်ကိုပေးလိုက်ရတာဖြစ်ပြီးညီမလေးတို့ရဲ့ငယ်မွေးချံပေါက်ကစားမဟောင်းဖြစ်တဲ့ဟန်ဆန်အိုတိုင်းကတေးသေးတက်တက်ကန်သွင်းယူပေးသွားခဲ့တာဖြစ် ဖြစ်ပါရင်မထင်မထားပဲဥဆောင်ကိုပြလိုက်တာကြောင့်လူမှုတို့ထိထိပြပြဖြစ်ခဲ့ရပြီးလက်ချံပွဲစားခြင်းအနေငယ်အတွင်းမှာခြေပါကိုပြန်ရဖို့ကြိုးစားလာခဲ့ကြပါရင်ဒါပေမဲ့လည်းလူမှုတို့ရဲ့အဝေးကန်ချက်တွေကရေပေါ်မှာအယုံရေးသလိုမျိုးအရာမတင်ဖြစ်ခဲ့ရပါရင် ။ဒါချင်းချင်းပေါ်မှာကိုပါစေးရဲ့ကံချက်ကနဘူရောအတွက်တေးတမတ်အရာယူဝေးနိုင်မှုနှိစက်ခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲဂိုးတိုင်ဘေးကနေမဆိုးစလောက်လေးကတ်ထွက်သွားခဲ့ရပါတယ်။ပွဲပြီးချိန်မှာတော့နဘူနိပြကွာလာကသူတို့အနေနဲ့ဒံဗလာကန်ကွင်းရရဲ့အမားခံလို့မရတော့ကြောင်းပြောဆိုခဲ့ကအသင်းဘတ်စကားကိုကိုတိုင်တမောင်းပြီးငချောက်တန်းစီဥတီထွက်သွားခဲ့ပါတယ်။ဒီဘက်မှာနဘူပရိသတ်တို့အနေနဲ့ဒံဗလာမှာအင်္ဂလန်အသင်းချင်းချင်းမှုအားပေးတယ်ဆိုပြီးလီဗာပူးကိုပြောင်းပြီးအားပေးဖို့လေးတန်းပြင်နေကြပြီလေဖြစ်ပါတယ်။